ကျွန်တော်တို့ TN Studio ကနေကြိုဆိုပါတယ်ဒီမှာတော့သင်တို့ရဲ့စိတ်ကိုခြောက်ခြားစေမယ့်ဖြစ်ရမှန်တဲ့ချက်ကန်တဲ့ဇလံတွေကိုတင်ဆက်ပေးသွားမှာပါညမောင်တို့တွေမှာပုံမှန်နေတဲ့လှုပ်ရဆန်းရမှုတွေနဲ့သင်တို့တညာလုံးခြောက်လန့်နေမယ့်ဖြစ်ရမှန်ဇလံတွေကိုနားဆင်ဖို့ Channel လေးကို Subscribe လုပ်ထားနိုင်ပါတယ်လူတချို့ကတရေတစေဆိုတာကိုပုံမှန်တက်တက်လို့ပြောကြတယ်သိပ္ပံပညာရှင်တွေကလည်းဒါတွေကလူတွေရဲ့စိတ်ကိုယဉ်မှုဒါမှမဟုတ်စိတ်ပန်းဆိုင်ရာပီတိမှုကြောင့်ဖြစ်ရတာလို့ရှင်းပြကြတယ်ဒါပေမဲ့တကယ်ရောအဲ့လိုပဲလား တကယ်လို့အိမ်တိမ်မှာမရှင်းမြနိုင်တဲ့ဖြစ်ရည်တွေဖြစ်ပေါ်နေမှာဆိုရောပစ္စည်းတွေပုံမှန်မဟုတ်ပဲလှုပ်နေတာတကားတွေသူ့လိုလိုပွင့်လာတာအတန်တွေကြားနေရတာမျိုးတွေပေါ့ဒါတွေကိုစိတ်ကြောက်ချမှုတက်တက်လို့ပြောလို့ရအောင်ပါလားကျွန်တော်တို့ channel မှာအတင်းတို့နားဆင်ရမယ့်ဇလံတွေကမြင့်မြင့်တက်တက်တွေရဲ့ကိုရီးခံစားချက်တချို့ဆိုရင်ရုပ်ပိုင်းဆိုင်ရာတက်တက်ထောက်ထားတွေပါရှိခဲ့တဲ့ဖြစ်ရည်တွေဖြစ်ပါတယ်ဥပမာညာဘက်တစ်ယောက်ထဲအိမ်နေရင်ခြေထောက်ကနေဆွဲခံရတာဘေးနားမှာလူတစ်ယောက်ရက်နေသလိုမျိုးခံစားရတာမျိုးတွေပေါ့ ီလိုမျိုးဖြစ်ရမျိုးတွေကိုကြုံတွေ့ခဲ့ရတဲ့သူတွေကသူတို့ရဲ့စိတ်ထဲမှာတော့ဒါပုံမှန်မဟုတ်ဘူးဆိုတဲ့ခံစားချက်ဆွဲမြေနေမှာပါ။တကယ်ဆိုတော့မရှိဘူးလို့ညှင်းဆန်ခဲ့တဲ့သူတွေတောင်မှကိုယ်တိုင်ကြုံတွေ့လာရတဲ့အခါမှာစကလုံးနဲ့ပေါ်ပြလို့မရတဲ့အကြောင်းအမူတွေနဲ့ရင်ဆိုင်ရပါတယ်။ကျွန်တော်တို့ဒီဟန်စုကနေဒီလိုနားမနေနိုင်တဲ့ဖြစ်ရမှန်တွေကိုသိဆက်ပေးကြမှာပါ။ဘာလို့လဲဆိုတော့တချို့သောဖြစ်ရတွေကတကယ်ကိုဖြစ်ခဲ့တာမလို့ပါပဲ။ ဒါကြောင့်ညရဲ့မောင်လူတွေထဲမှာပုံပွဲနေတဲ့လက်ဝဆန်းကျင်မှုတွေကိုစူးစမ်းနေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ DNA စုကို secret လေးလုပ်ပြီးဘဲအကွန်လေးကိုလည်းနှိပ်ထားဖို့မေးပါနဲ့။အမှန်တရားဆိုတော့တင်းတင်းထားတဲ့ပုံပြီးကြောက်စရာကောင်းနေနိုင်ပါတယ်။